ဒီဗီဒီယိုကိုမြင်တဲ့သူတိုင်းအတွက်ဒီပေါ့နော်တပတ်တာကိုဘာတွေ focus လုပ်ကြမလဲဆိုတာကိုပြောပြပေးမှဖြစ်တယ်ပေါ့နော်ကိုစိတ်တက်ကြနေတော့၎င်းစိတ်မကောင်းဖြစ်နေတော့၎င်းကိုကိုဘလို့တီဆောက်ရမလဲပေါ့နော်တဲရောပိုင်းကြီးကကြိုးဆိုပါတယ်ကလေးတွေဆွဲလိုက်ရအောင်ပေါ့နော်အဲတော့ကိုဘာတွေ focus လုပ်ကြမလဲဘာတွေလုပ်ရင်ကောင်းမလဲဆိုတာကိုချင်းချင်းတူကြည့်မယ်ပေါ့နော် okay ါဝေလာတဲ့ဓာတ်ကလေးတွေကိုချီထိုင်းကျင်လို့ပေါ့နော်တော့ဆက်တော့တကယ်ဆက်ဆွဲမယ်ပေါ့နော်တကယ်ဆက်ဆွဲမယ် ဲ့တော့ဒီထဲမှာကိုနဲ့ resonate ဖြစ်တဲ့ဟာကိုလုံးနိုင်တဲ့အရာကိုယူဖို့เนาะအဲ့တော့ဒီထဲမှာကိုကဒီကိုရဲ့တပတ်တာလေးကိုဘလို့ဖြတ်သန်းမလဲတကယ်လို့ကိုကစိတ်မကောင်းဖြစ်နေတဲ့အရာလေးတွေဘာညာရှိရဲဆိုလို့ရှင်ကိုကခီးတွေဘာညာသွားလို့ရတယ် short trip လေးတွေ travel လုပ်တာလေးတွေလုပ်လို့ရတယ်ပြီးလို့ရှင်ကိုကိုဒီလက်မှုပညာနဲ့ပတ်သက်ပြီးတော့ဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ဗောနောကိုလှုပ်ချင်တဲ့အရာလေးတွေကိုကြိုက်နှစ်သက်တဲ့အရာလေးတွေလုပ်လို့ရတယ်ဥပမာကိုကဟင်းချက်တာကြိုက်တယ်အဲ့လိုမျိုးကိုတော်တဲ့အရာလေးတွေဗောနောမိသားစု တွက်ထမင်းဝိုင်းလေးချက်ကျွေးလိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလည်းလုပ်လို့ရတယ်ပေါ့နော်ပြီးရင် okay အဲ့တော့ခြေပြောရနော်ဆင်မကောင်းဖြစ်နေတဲ့သူစိတ်တကျနေတဲ့သူလေးတွေဒီတပတ်တာဆိုတော့ကိုကအဲ့လိုမျိုးကိုရဲ့အချိန်ကိုကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တမ်းမယ်ကိုလုံးစရာရှိရရင်လည်းကိုကကို busy ဖြစ်အောင်နေမယ်ဆိုလို့ရှင် universe ကကိုအတွက်ကိုကိုသူကပြန်ပြီးတော့နှစ်သိမ့်တဲ့အနေနဲ့ surprise အဲ့လိုမျိုး good news တခုဝင်လာနိုင်မယ်ပေါ့နော်ဥမာ မုတ်ဖိုးလေးတွေပဲရတာဖြစ်ဖြစ်လစာလေးတွေတိုးွားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုကိုယ့်အတွက်ကိုယ်မမျောလင့်ထားတဲ့နေရာအမြင်တရင်ကောင်းလေးတစ်ခုဝင်လာမယ်ပေါ့နော်โอเคအဲ့တော့ဒီမှာနောက်တစ်ခုကခဲအဲ့တော့ကိုယ့်ရဲ့ဒီအာမိသားစုတွေဘာညာရှိလဲဆိုလို့ရှိရင်မိသားစုတွေကိုအချိန်ပေးကိုကမိဘဆိုလို့ရှိရင်လည်းကလေးတွေကိုအချိန်ပေးပြီးတော့ကိုယ့်ရဲ့တပတ်တာလေးကိုဖြတ်တန်းလို့ရပါတယ်ပေါ့နော်ပြီးရင်ဒီမှာ hesitation ကိုကကိုလောက်ရမဲ့အရာတွေကိုစိတ်ပူနေတဲ့အရာတွေပူပင်နေတဲ့အရာတွေအဲ့လိုမျိုးတွေဆိုလို့ရှိရင်ကိုကအာဟိုတိတ်အရင်စိတ်မပူဘဲနဲ့ဒစီရှင်ကိုပြည့်ပြည့်တသားဆုံးဖြတ်ပါပေါ့နော်ဒီဒီအရှင်းမှာပြောခဲ့သူ မိသားစုကိုအချိန်ပေးမယ်ကိုစိတ်ဝင်စားတဲ့အရာလေးတွေလုပ်မယ်ရုပ်ရှင်လေးကြည့်လိုက်တာဖြစ်ဖြစ်တခြင်းလေးနားထောင်တာဖြစ်ဖြစ်ခရီးတူလေးသွားလိုက်တာဖြစ်ဖြစ်အဲ့ရမြင်မှာကိုသတင်းကောင်းလေးတွေကြားရမယ်ပြီးရင်ကိုရဲ့မိသားစုကိုလည်းအချိန်ပေးမယ်ကိုလှုပ်လှုပ်ရှားရှိတဲ့အရာတွေလည်းတွန့်ဆိုင်မနေဘဲနဲ့လှုပ်ရှားရှိတာတွေကိုလည်းလှုပ်ပါပေါ့နော်အဲ့တော့ဒါလေးကတော့အကုန်လုံးအတွက်တပတ်တာ message လေးဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးပဲကံကောင်းကြပါစေချီနဲ့ private reading လို့ချင်းချီကိုဒီ TikTok Messenger မှာလာပြီးတော့မေးလာနိုင်တယ်နော်